ခုနောက်ပိုင်းမှာပြီပဘောမနဲ့ပြီတွင်းဘောမဆိုပြီးတော့အယောင်အစင်းအစနှစ်ချမ်းကွဲသွားပါတယ်ပြီပဘောမတွေကသူတို့ကဘောမလောက်ခဲ့ပေမဲ့နိုင်ငံတကာအမြင်ရှိတယ်အမားအမှန်ကိုသူတို့စင်ကျင်နှောင်းနိုင်နိုင်တော့တရားရှိတယ်ဘာဖြစ်လို့လဲသူများနိုင်ငံတွေဘလို့အုပ်ချုပ်တယ်သူများနိုင်ငံစစ်သားတွေဘလို့ပြုတ်ကျင်တယ်သူများနိုင်ငံအစိုးရတွေဘလို့ပြုတ်ကျင်တယ်နိုင်ငံတကာအမြင်တွေသူတို့ရှိတယ်သူတို့အမြင်ကျဲတယ်အဲ့ဒီအတွက်မြန်မာပြည်မှာဘာကြောင့်နှိမ့်ညနေတယ်မြန်မာပြည်ဘာကြောင့်နစ်နာနေတယ်ဒီအမြင်တွေကိုသူတို့တွေ့လာတယ် တွေ့လာတဲ့အချိန်မှာသူတို့တွေဟာလူပဲမြန်လူစိတ်ကတော့ရှိတာပေါ့အဲ့တော့လူစိတ်တွေကပေါ်ပေါက်လာတဲ့အချိန်မှာမတရားတဲ့အရာမှားနေတဲ့အရာကိုပြောမိတယ်အဲ့ဒီမှာအခုကိုမောင်မောင်တို့ကိုချိုကြီးတို့ဆိုရင်တောက်ချောက်ပြောလာတာတွေ့ရတယ်အခုလည်းဒီမှာကိုချိုကြီးဘာပြောထားလဲဆိုတော့ကြည်သွားပါနော်ဟုတ်လားနော်ကဲခင်ဗျားတို့အခုနှစ်ပေါင်း30ဟုတ်လားတမတော်ထဲမှာတာဝန်တွေထမ်းဆောင်ကြတယ်နော်နှစ်ပေါင်းများလာခင်ဗျားတို့တိုင်းပြည်ကိုအုပ်ချုပ်လာကြတယ်တိုင်းပြည်ရဲ့ပြည်ထောင်စုဘာလဲ တိုင်းပြည်ရဲ့ပဏိပကဘာလဲခင်ဗျားတို့မသိဘူးလားခင်ဗျားတို့မသိဘူးလားမသိရလည်းဖြစ်နိုင်တယ်ဘာကြောင့်မသိလဲခင်ဗျားတို့မှာအာဂရိတရား၄ပါးခင်ဗျားတို့ရဲ့နှလုံးသားထဲမှာဆွဲကပ်နေတယ်ခင်ဗျားတို့ကိုယ်တိုင်ပဲခင်ဗျားတို့ပဲလုံနိုင်တယ်ခင်ဗျားတို့ပဲလုံတတ်တယ်ခင်ဗျားတို့လုံမှပဲအဆင်ပြေမယ်ငါတို့ငါတို့စစ်သားတွေငါတို့စစ်ဘိုလ်တွေကအကုန်သိတယ် ဥချိုရေးစွမ်းရည်စီရေးစွမ်းရည်နိုင်ငံရေးစွမ်းရည်စီဝါရေးစွမ်းရည်အမြင်တွေပေါ့ဗျာစွမ်းရည်ဟိုဟာဒီဟာကျွန်တော်တို့ကအကုန်လုံးတက်နိုင်ငံမှာရှိတဲ့ဌာနဆိုင်ရာတွေအကုန်လုံးမှာလဲဝင်ကြီးတွေမန်သမားညွန်ချုပ်တွေမန်သမားညွန်မှုတွေမန်သမားကျွန်တော်တို့ယူနီဖောင်းချုပ်တွေကြီးပဲเนาะကျွန်တော်အမြဲပြောနေတဲ့စကားပဲเนาะဟုတ်တယ်เนาะအဲ့တော့လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာသူတို့တာလင်အုတ်ထုတ်လူဒန်းစားသူတို့အုတ်ထုတ်မှတိုင်းပြည်ရရမှာဟာမြန်မာပြည်မှာစစ်တပ်အုတ်ထုတ်မှဖြစ်တာစစ်တပ်ဆိုတာစစ်ပိုက်ကမှာ စစ်တမ်းဆိုတာစစ်တိုက်တဲ့နေရာမှာနေရမယ်မင်းတိုင်းပြည်အုပ်ချုပ်ခြင်းတိုင်းပြည်အုပ်ချုပ်တဲ့လူဖြစ်အောင်နေနော်တိုင်းပြည်အုပ်ချုပ်တာအင်ဂျင်နီယာနဲ့အုပ်ချုပ်လို့ရတယ်ဆရာဝန်နဲ့အုပ်ချုပ်လို့ရတယ်ဇာတမားနဲ့အုပ်ချုပ်လို့ရတယ်အနုပညာရှင်နဲ့အုပ်ချုပ်လို့ရတယ်လမ်းဘေးအမိုက်ကောင်နေတဲ့နော်တူတဲ့အုပ်ချုပ်လို့ရတယ်တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာအုပ်ချုပ်တဲ့နီးပညာတက်ဖို့ပဲလိုတာစစ်တမ်းမှာအုပ်ချုပ်ကမှာမဟုတ်ဘူးဒါပေမဲ့မြန်မာပြည်မှာနော်ညှို့မှုညှို့ချုပ်အစိမ်းအစပြီးတော့အကုန်လုံးဒီစစ်တပ်ဘောင်းကြီးချွတ်တယ်အကုန်နေရာယူထားတယ် ်နောက်ဆုံးဘယ်နေရာဆိုတော့ပညာရေးဒီအကြီးတဲ့ဝင်ကြီးဌာနအကောင်လုံးများပညာဆရာဝန်တွေကိုအုပ်ချုပ်တာဒီဆရာဝန်မအုပ်ချုပ်ကဘူးစစ်တပ်ကလာအုပ်ချုပ်တယ်ဆရာဆရာမကျောင်းဆရာဆရာမတွေကိုအုပ်ချုပ်တာဒီဆရာဆရာမမအုပ်ချုပ်ကဘူးစစ်တပ်ကလာအုပ်ချုပ်တယ်လန်ဒရာဆောက်လုပ်တဲ့အင်ဂျင်နီယာတွေအုပ်ချုပ်တာဒီအင်ဂျင်နီယာကပြန်မအုပ်ချုပ်ပါဘူးဟမ်စစ်တပ်ကလာအုပ်ချုပ်တယ် ဟာမှုကင်းရေးရံနဲ့ပတ်သက်တဲ့ရဲရေးပိုင်းကိစ္စစတဲ့ဖြစ်ရဲမှုကင်းတဲ့ကိစ္စစတဲ့ဖြစ်ရဲတွေကိုအုပ်ချုပ်တာဒီရဲကမအုပ်ချုပ်ပါဘူးစစ်တပ်ကလာအုပ်ချုပ်တယ်ဟမ်တရားဥပဒေရေးဆိုတဲ့ဒီလိုပဲအဲ့တော့တနိုင်ငံလုံးရှိတဲ့မြတ်အကောင်လုံးအုပ်ချုပ်မဲ့နေရာမှာသူတို့စစ်တပ်ဘောင်းမိချွတ်တယ်ပဲအကောင်အုပ်ချုပ်တယ်နောက်ဆုံးလုံးစရာမရှိတော့ဖျားခေါ်ဘက်ကကအစကအဲ့ဘောင်းမိချွတ်တယ်လာလာအုပ်ချုပ်တယ်စဉ်းစားကြည့်ဒီတိုင်းမိမမပြည့်ဘယ်တိုင်းမိပြတ်မှာလဲအဲ့ဒါကိုငါတို့ကတတ်မတော်ချစ်တဲ့သူငါတို့တတ်မတော်ထောက်ခံတဲ့သူဆိုပြီးတော့ ဘာလို့လဲငါတို့စစ်တပ်မှန်တယ်လက်ခုပ်ပြီးနေအဲ့ဒါတလိမ့်ဆံပဲရှင်းရှင်းလေးပဲအခုကိုဒီချိုကြီးတို့မောင်မောင်တို့ဆိုတာလူယုတ်ပြပြီးတော့တိတ်ခါရှိစွာနဲ့စစ်တပ်ကိုထောက်ခံလာတဲ့ဒူတွေအမာခံထောက်ခံတဲ့ဒူတွေဒါပေမဲ့သူတို့တွေလူစိတ်ရှိတယ်လူစိတ်ရှိတဲ့အတွက်ဘောမဆိုတဲ့နာမည်တစ်တလုံးခံယူပေမဲ့သူတို့ဟာမှန်ကန်တဲ့ဘောမအလုပ်ကိုလုပ်တယ်ဒီလိုဘောမမျိုးဆယ်ကမှသမ်းမှထောက်ခံပေးလိုက်မယ် ီလိုဘောမမျိုးတွေရှိရင်ကျွန်တော်တို့ပြည်သူဆိုတာထွက်ပြောစရာအကြောင်းမရှိဘူးကိုစောက်လို့ကိုလုံးနေုံမဲ့เนาะအဲ့တော့ပြောနေတဲ့လူတွေကလွန်နာလားဒီမေလိုးတွေကလွန်နာလားဆိုတာကြည်ဝါဆန်းနှထောင်းဝါနော်ခင်ဗျားတို့နိုင်ငံရဲ့နေရာတကာကိုလှည့်လည်ပြီးတော့တာဝန်ထမ်းတာဝန်တွေထမ်းဆောင်နိုင်ခဲ့ကြခင်ဗျားတို့လောက်တိုင်းပြည်ရဲ့ကြေကနာတိုင်းပြည်ရဲ့ပဏိပခါကိုမသိတဲ့သူနားမလည်တဲ့သူဘယ်သူမှမရှိဘူးခင်ဗျားတို့ဒါအတိဆုံးခင်ဗျားတို့ဒါအတတ်ဆုံး ။ဒါပေမဲ့အဲ့လိုတီးတဲ့တက်တဲ့လူတွေဒီနေ့မြန်မာနိုင်ငံကြီးကိုဒီနေ့အထိအုပ်ချုပ်နေတာမြန်မာနိုင်ငံကြီးကကုန်းကောက်စရာမရှိုံနဲ့မဟုတ်ဘူးလူမျိုးလဲပြောက်ဘာသာလဲပြောက်ဘာသာဆိုရင်အရေးကြီးဘာသာကိုဖြည့်လို့ဟမ်ငယ်ပုံလဲပြောက်ပြောက်ချင်းမလားအကုန်လုံးပြောက်သွားတာအောင်ဆန်းစုကြည်တော့အန်လေဒီပါတီတော့အောင်ဆန်းစုကြည်နဲ့အန်လေဒီပါတီကိုကျွန်တော်တို့ဒီလိုမျိုးအမြင်မျိုးတွေအစ်စ်မျိုးတွေတောနေမယ်ဆိုလို့ရှိရင်လည်းအောင်ဆန်းစုကြည်ကိုမလွတ်ပေးခြင်းထားနောက် မဟုတ်မဟုတ်အောင်သားစုကြီးကျတော့အန်ရန်ဂျာဆို2015မတိုင်ခင်ကပြောခဲ့တဲ့ဗဇက်ပေါက်လေလေဒါသူတို့မရှက်ဘူးနော်မရှက်ဘူးဒီလူတွေမှာအရှက်တရားမရှိတာဟိရီအော်တာပတ်တရားဆိုတော့ဖင်ပြောင်ချွတ်ပြီးလမ်းလျှောက်ခြင်းမှာဟိရီအော်တာပတ်တရားလို့သူတို့ထင်တာမသိဘူးအရှက်တရားကိုရှက်ကဆရာကိုရှက်ဆရာကောင်းမှမတိတဲ့အတွက်စောက်ခွက်ပြောင်ပြောင်ပဲဘူးနဲ့လှဆွေလိုမျိုးခီလိုမျိုးတန်းသေးလိုမျိုးအဲ့ဒီကျန်းဖို့ခေါင်းဆောင်တွေကအစပြီးတော့ဟိုးအောက်ခြေဖနက်ကောက်ခွေးမောင်းအစင်တီ2015ရွေးကောက်ပွဲမတိုင်ခင်မှာဘာတွေပြောခဲ့ကြလဲ မင်းတို့ပြောသလိုဖြစ်လာအခုမဖြစ်လာဘူးစောက်ရှက်မရှိဘူးခက်တည်းပဲအခုလည်းနိုင်ငံကိုအုပ်ချုပ်ဖို့အစဉ်နေပါတယ်ဟမ်မအေလို့တွေဟမ်ဘယ်တော့ဒီရုပ်စောက်ခွက်ပြောင်းနေရုပ်တွေလဲဆိုတာကြည်ဟမ်တို့ဒီမှာပြည်နဲ့ပြန်လာပြီးတော့ကဲတတိပုဂ္ဂလအပြည့်ကျွန်တော်ပြောချင်တာပြောမယ်ကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ပြောမယ်ရမလားဝင်လာပြန်ဝင်ပြီးလှုပ်လို့ရမှာဒါမှမဟုတ်ပြည်နေမှာရှိတဲ့နိုင်ငံသားတယောက်ယောက်သူတို့ဝင်သူပုတ်ကလေးရရဲ့ပြပါတီထောင်ပြသူတို့ဝင်သူလွတ်လွတ်လပ်လပ်လုပ်မယ်ခင်ဗျားတို့နဲ့တိုင်ပြီးတော့ပြောမယ်ရှင်ပြီးတော့ဆင်ပါဗျာအမေရိကန်တမနာဟိုရွေးကောက်ပွဲဒီမှာစကားစစ်ဖို့တို့လို့ လာဥခင်ကနာချိုကြီးနဲ့တထိုးရလားဟာကချိုကြီးရေမဟုတ်ကဟုတ်ကလေတော့ပြောနေပြန်ပြီအဲ့တလောက်အဲ့တလောက်အခွင့်ရေးရှိမယ်ဆိုရင်တော်လှန်ရေးပေါ်မလာဘူးကျွန်တော်တိုင်းပြည်မှာအခုတော်လက်နက်ကင်တော်လိုင်းကြီးကောင်းတဲ့လို့မဟုတ်ဘူးကျွန်တော်တို့လက်နက်ကင်တော်လိုင်းကြီးဘက်ကရက်တိနေပေမဲ့တိုင်းပြည်ကိုလက်နက်ကင်ပြီးတော်လန်တာကောင်းတဲ့လို့မဟုတ်ဘူးကျုပ်တို့လည်းမကြိုက်ဘူးအားမပေးဘူးဒါပေမဲ့ဒီကောင်တွေကိုအဲ့လိုစိတ်သက်ရှိလာမယ်ဆိုရင်အဲ့ဒီတော်လိုင်းကြီးဆိုတာပေါ်လာစရာအကြောင်းမရှိဘူးနိုင်ငံတော်လို့စုပ်ပြက်စရာအကြောင်းမရှိဘူး ်ရှင်းချင်းလေးအဲ့တော့ဒီကောင်တွေဟာလူလိုပြောလို့ရတဲ့အတန်းစားနေမဟုတ်လို့လူစကားနားမလဲတဲ့ကောင်တွေမဟုတ်လို့သူတို့နားလဲတဲ့ဘာသာစကားနဲ့ဘာလို့ကလဲလက်နဲ့လက်ညှိုးပွေးပြီးပြောကြတဲ့အစ်စ်ရောက်လာကြတာလေဟုတ်တယ်မလားသွားမေးနေသေးတယ်လေကောင်နဲ့စကားစစ်ထုံးမလားဒါဆိုလို့ရှိလို့ရှိရင်ဟုတ်လားစကားစစ်ထိုးပြီးတော့ပြည်သူကိုတိုင်းပြည်ရဲ့ဒီနေ့တက်တနာဘာတွေလဲဘာကြောင့်ဖြစ်နေလာလဲဘလို့ဖြေရှင်းကြမလဲစစ်ထိုးရဲ့လားစကားစစ်ထိုးရဲ့လားကျွန်တော်ပြောတာဟုတ်တယ်မဟုတ်ပါဘူးဒါကြောင့်မလို့ပြည်သူလူထုကိုကျွန်တော်ကဒါကိုချက် စစ်ထိုးဖို့မပြောနဲ့နော်မှားနေတဲ့အရာလေးပဲတခုတော့တွတ်ထောက်ပြကြတယ်အထဲမရောက်ဝိုင်းကြိုက်တယ်လို့ပြောဟမ်ခမောင်တတလုံးအားပေးတာနားမလဲဘူးနော်နားမလဲဘူးခမောင်တော့ခမောင်အတက်နဲ့ရင်းပြီးတော့ပဲအားပေးပေးကိုနဲ့ရင်းပြီးတော့လည်းအားပေးပေးသူတို့မှားနေတာအောင်နော်မမှားတာအောင်မဟုတ်ဘူးနော်မှားနေတာအောင်မှားလို့မှားတယ်သခွန်းလေးလောက်ပဲပြောကြည့်ရေမအောင်ဝိုင်းကြိုက်တယ်လို့ပြောဆိုတော့အဲ့လိုကောင်မျိုးတွေကိုပြည်သူတွေကလက်ခံတင်လာကြနော်ဒါကကိုချကြတာဟုတ်လားသူတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစဉ်သေးဖြစ်နေပါပြီတဲ့ ဟမ်ဒီနေ့ပြိပဒအရှုံရှင်းတွေကိုဟုတ်လားဖြည့်ရှင်းဖို့အတွက်စီမံချက်တွေရှိနေတယ်ဘလို့စီမံချက်တွေလဲတော့မသိဘူးဗျာဟုတ်လားဒါပေမဲ့သူတို့ရဲ့အမြင်သူတို့ရဲ့ခံယူချက်ယုံကြည်ချက်မှာကဘာလဲဒီပြဿနာတွေကသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးเนาะတိုင်းသားတွေခွဲထွက်လို့သူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးတိုင်းသားတွေခွဲထွက်လို့တိုင်းပြည်ကခွဲထွက်လို့ဖြစ်တာเนาะနိုင်ငံပေါင်းရှင်လို့ဖြစ်တာအဲသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူး NLD ပါတီကြောင့်ဖြစ်တာအောင်သားစုကြည်ကြောင့်ဖြစ်တာအော်သူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးဘင်္ဂလီတွေကြောင့်ဖြစ်တာအမျိုးဘာသာတာသနာချူးကျော်လာတဲ့သူတွေကြောင့်ဖြစ်နေတာ 老张吃大米好不？张刚一巴子吃大米好不？嗯 <noise>，吃大张吃大米好不？那个地老苗、米苗、菜油姜苗、豆包粮苗，现在如何？因为大米嘛，现在不那么高级了。 ဘယ်လိုလိုဘယ်လိုလိုဖြည့်ရှင်းမလဲဗျ။ဒါကြောင့်မလို့ဟလာဒီနေ့အခုကျွန်တော်ပြောတာပါတီများကိုစမ်းစစ်ခြင်းအမက်လောင်းများကိုအမက်လောင်းအမက်လောင်းတွေကိုစမ်းစစ်တယ်ဆိုတဲ့နေရာမှာအဲ့ဒါပါဥက္ကိဉ္စုစဉ်းစားကြည့်ပါဗျာ။သူ့ရဲ့ဒီကိုရေးရာဆိုရင်သူ့ရဲ့ Bible ကိုကျွန်တော်အရင်တော့ကြည့်တယ်ပါတယ်။ဟလာစီးပွားရေးနဲ့ဟလာသူတက္ကသိုလ်မှာသူပွဲရတယ်သူဟလာသူဗုဒ္ဓနာဝင်နေဟလာတက်တယ်ရဲကြုံပြဝင်းကြီးပြဟိုဟာဒီရာမှာအစ်စ်နဲ့တာဝန်တွေဟလာနေရာကအကုန်လုံးထမ်းဆောင်ခဲ့တယ်လုတ်ခဲ့တယ်လုတ်ဝင်းင်းဖြစ်ခဲ့တယ်နော်။အဲ့တော့အဲ့လိုမျိုးတွေတော့လုတ်ခဲ့ဖြစ်ခဲ့ပြီးတော့မှဒီနေ့တိုင်းပြည်မှာရှိနေတဲ့ဒီပြဿနာရဲ့အရင်းအကံကိုအရင်းအကံတိုင်းမှာ ဟိုမမြင်နိုင်ပဲမချင့်ကပ်နိုင်ပဲနဲ့အမုန်းတရားတွေနဲ့တလွဲအမြင်တွေနဲ့ဒီလိုမျိုးသဘောထားနေတဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးခေါင်းဆောင်တွေကဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပက္ခတွေကိုဘလို့နည်းနဲ့မှမဖြစ်ရှင်းနိုင်ဘူးဒါကြောင့်မလို့ပြည်သူလူထုတွေရောတက္ကရာရေးပါတီဝင်တွေရောနော်ကိုကိုခေါင်းဆောင်တွေပြောနေတဲ့စကားကိုနှလုံးသားနဲ့မခံစားနဲ့အုံဆောင်နဲ့စဉ်းစားကြနော်နှလုံးသားနဲ့သွားခံစားလို့ရှိရင်ခမားတို့တွေကိုဟိုဘက်ကလူတွေလိုက်ပြီးတော့ PDF တွေဟုတ်လားတတ်တဲ့အခါ နော်နင်းဖြစ်တဲ့ကပြေးတဲ့ကခင်ဗျားတို့ပြန်အောင်ကြည့်တာမဟုတ်ဘူးခင်ဗျားတို့လူကြီးတွေဟာဟလာတန်ခိုင်ရေးပါတီမှာဆိုပါလေရိုးချုံချုံတောင်ဝင်တန်းဆောင်တဲ့ပါတီဝင်ငယ်လေးတို့ပါလေ PDF ပါဆိုပြီးတော့လက်နဲ့ချအလင်းဝင်ခံပြီးတော့တခါတည်းသတင်းမီဒီယာတွေမှာပေါ်ပြအာတကယ်ဟိုပြီးတော့ကောင်းလေးကိုမင်းလေးနဲ့တော့ထောင်ထဲမှာထည့်ပြီးတော့နှိပ်ဆက်ညှင်းပန်ဟိုကတော့ဟိုနေထွက်ပြေးရအောင်နင်းဖြစ်ရနော်အဲ့အဲ့ကြားရနော်ကျွန်တော်အမြဲပြောလာခဲ့တာနော်ကြားပြီနော်အခုတို့လူကိုယ်တိုင်ထွက်ပြေးပြီးတွေ့တယ်မလားရက်ွက်တဲ့ရှောက်ဖမ်းကလေးတွေကိုကလေးတွေရှောက်ဖမ်းပြီးတော့ပတ်စံနဲ့လာရွေးခိုင်းတယ်လာရွေးခိုင်းပြီးတော့မပါလို့တယ် လက်မှတ်ထိုးခိုင်းတဲ့ဖေးမေးတွေကိုမယွင်းနိုင်တဲ့ကောင်တွေကိုအနောက်မှာအချုပ်လက်ထည့်ထားတယ်။ယွင်းနိုင်တဲ့ပတ်စံတတ်နိုင်လို့ယွင်းနိုင်တဲ့ကောင်တွေကိုလက်မှတ်ထိုးခိုင်းတယ်။ခေါင်းစဉ်ကဘာတက်လဲ PDF တွေအဲမိမရင်ဝင်နဲ့ပြန်လဲထည့်ပေးတယ်တဲ့အမလေးသူတို့လောက်တာကိုတိုင်းပြည်ကမသိဘူးဟမ်အဲ့လိုဖာကြတာအဲ့လိုဖာတယ်ဒီနေအဲခမင်းတို့ယောက်ျားတွေဆိုတော့ခမင်းတို့ကောင်းကောင်းအောင်မေးတာအဲ့ဒီတိုင်းလက်ရှိဒီနေ့အဲ့ဒီကောင်တွေကဖာတယ်ဒီပဲအကုန်လုံးဟမ်ယောက်ျားဖာတယ်ဒီအဲ့လိုအဲ့လိုမျိုးဖာကြတာ အဲ့တော့ဘာဖြစ်လဲလာခေါ်တဲ့မိဘတွေကသူတို့သားသမီးရဖို့အရေးကြီးတယ်လက်မှတ်ထိုးခိုင်းတော့မကလို့ဗီဒီယိုဖိုင်နဲ့ပဲပြောရပြောရပြောရမှာပဲဘာလို့သူသားအသက်သက်အရေးကြီးတာဘာမှမရှိဘူးလေသားသမီးလေဟမ်ဗီဒီယိုဖိုင်နဲ့မှဟုတ်ပါတယ်ကျွန်မကလေး PDF မို့လို့လာခေါ်ရတာပဲပြောခိုင်းလဲပြောရမှာပဲဟာမပြောပါဘူးလို့လို့မရဘူးလေမပြောပါဘူးလို့ဆိုနေသားရှင်းတန်းပို့မှာနေသိခံမလားမင်းတွားပြီတခွန်းနဲ့အဲ့တော့ဘာလို့ကလဲသူတို့လုပ်လို့မရအောင်ငိန်ခံရတယ်ပြန်ဖုံးဆိုတာဝေးဟမ်အဲ့ဒီဟာနဲ့ဘာဖြစ်လဲ PDF တွေအလင်းဝင်တယ်ဝါရတွေဖြစ်အောင်ပေါက်ပန်းလေးစက်တွေလောက် ဟမ်ပြောင်းလဲပြောင်းစားဖာကြတယ်ယောက်ျားဖာတယ်ဒီဟမ်မင်းတို့ဒါမဲ့တို့တို့မချက်ဘူးနော်ဒါဟာချက်စရာကောင်းပါလားသူများတွေမတိနေအောင်မငါ့ကိုငါတိတယ်ငါဟာယောက်ျားတရားယောက်ျားတွေးယောက်ျားမှန်ငါရှိရမယ်အခုလို့ဖာကြတဲ့အတွက်ငါစလိပ်ပြငါမလုံတော့ဘူးဆိုတော့အတိလေးတော့တို့မချက်နိုင်ဘူးဟမ်အဲ့လိုကောင်မျိုးတွေကတိုင်းပြည်ကိုအုပ်ချုပ်လဲဆိုတော့တော့ပါလီးနေရမှာလို့ပြောမှာပေါ့ပြည်သူကဟမ်တို့ကောင်မျိုးတွေကိုအုပ်ချုပ်စရာအကြောင်းရှိလား ကဲအခုမှကျွန်တော်တစ်သလုံးပြောလာခဲ့တာနော်တွေ့တယ်မလားသူတို့ဘယ်ချမ်းကလူတဲ့ဆက်ထွက်ပြောလာပြီအဲ့ဒါကြည့်ငါခေါ်ပြတဲ့အမှကြော်မျိုးနွားလို့ဟမ်ကြောင်မျိုးခွေးလို့အဲဟိုကောင်နေဟမ်ဟိုပိုင်ရဲကိုဆိုတဲ့ဟိုမင်းသားယူယူနေတဲ့စောက်ပေါ်လို့ဟမ်အဲ့ဒီကောင်ခေါ်ပြလိုက်ဗျမ်းမတာတွေဟိုမီးရဲ့ပိမီးရဲ့ပတ်မောက်ဟိုစနိုက်ကျော်စုလို့ဟမ်အဲ့ဒါကြီးခေါ်ပြလိုက်အမှငပောက်တို့စောက်ရှက်သေးတယ်မရှိကြဘူးဒီကောင်တွေကရှက်စရာရှက်စရာကောင်းမှမတည် လူညွန့်တောင်းပြောချင်တာပြောဟမ်ကိုအကောက်ဖွင့်ထားတယ်ကိုအကောက်ပေါ်မှာပြောချင်တာပြောခွင့်ရတိုင်းကိုကိုလူပီတတ်ပြီမထင်နဲ့ကိုပြောတဲ့စကားကလောကတဘာဝအမှန်တရားနဲ့ဘလောက်ကန့်ညီမှုရှိလဲလူတွေဘလောက်လက်ခံလဲလူကိုလာပြောနေတဲ့သူတွေကလူအစ်စ်တွေလားနော်အယောင်ဆောင်ထားတဲ့ကောင်တွေလားခွဲခြားကြည့်နေဖြည့်ရှင်းပေးဖို့တောင်းကန်ပြီးတော့ကြံ့ကြံ့ရဲလူကြီးတွေဟိုအမြင်အထိပြောမဲမသိတယ်အောင်ဆောင်မယ်မသိတယ်အောင်ဆောင်ဟမ်ဒီလိုပါတီဒီလိုလူမျိုးတွေကတိုင်းပြည်ကိုအုပ်ချုပ်အောင်မယ် ဟာကျွန်တော်တော့မထင်ဘူးဗျာနော်ဟိုရေကောက်ပွဲကြီးရတယ်အတူရောင်နေကြီးပဲရေကောက်ပွဲကြီးပဲဖြစ်နေတယ်ကြည့်အဲ့တော့ကျွန်တော်တို့နောက်တဲ့အတူရောင်ဖြစ်လားဖြစ်လားမသိဘူးဘယ်လောက်ထိဖာကြတယ်အာဆီယံကတဲ့ရေကောက်ပွဲကိုစတဲ့ဆင်လွတ်မယ်ပြောတယ်တဲ့ဟမ်ကျွန်တော်ရေရှင်တိနဲ့လုပ်ပွဲဦးမယ်အခုမလေးရှားအာဆီယံဥက္ကဋ္ဌမလေးရှားတခါချိန်ညာလိုက်ပြီရေကောက်ပွဲဘယ်သူမှမလုပ်ဘူးတဲ့စောက်ချက်ပွဲဆိုင်စောက်ချက်လည်းမရှိဘူးနော်နိုင်ငံတော်အစ်စ်လိန်တာနော် ခလင်းတလားလို့ပဲလိမ့်နေကြတာဟာဒီကောင်ဒီမှတကယ်ပဲစကားတစ်ခုဦးနေဆက်လိုက်ကြတာပေါ့ဗျာဒီနောက်ထပ်ကျွန်တော်ပြောတဲ့ဒီတုံးခုပေါ့လားဒီတိုင်းသားတွေနော်တိုင်းသားတွေရဲ့ပြဿနာရောအောင်ဆန်းစုကြည်အောင်ဖြစ်နေရလားဟုတ်လားကျွန်တော်အောင်ဆန်းစုကြည်တော့ပြောမှတော့မတည်ဘူးလေဆိုင်ဆိုင်ဆိုမဆိုင်တာမတည်ဘူးကွာညောင်မှုကမ်းမပြောတာငါနောက်မိုက်ပေါင်ပြောတာနဲ့အတူတူပဲကွာမတည်ဘူးကွာမပြောနဲ့ကွာအဲ့လိုမျိုးဖြစ်နေပြီတို့ကစော့ဘောတွေတို့တိုင်းပြည်မှာမြန်မာနိုင်ငံတော်ပြည်မနိုင်ငံတော်ကြီးကိုစပြီးတော့တီထောင်လာတဲ့အချိန်ဒီနေ့အချိန်ကြီးဖြစ်နေတဲ့ပြဿနာကြီးလေဗျာ အောင်ဆန်းစုကြည်ကြောက်ကွာမတီးဘူးကွာလာမပြောနဲ့ကွာဟိုပထမနိုင်ငံဒုတိယနိုင်ငံငါတို့မတီးဘူးကွာအောင်ဆန်းစုကြည်ကြောက်ပဲကွာဒီတိုင်းသားပြဿနာတွေဘုံဒီပြဿနာတွေဆိုတာဟုတ်တယ်မလားဘယ်နဲ့ဘယ်နဲ့ကြောင့်အောင်ဆန်းစုကြည်ကြောက်ဖြစ်ရလဲအန်လေဒီကြောင့်ဖြစ်ရလဲကဲအဲ့တော့ပြောရတယ်နည်းနည်းရှင်းသွားပြီလားနော်အဲ့တော့ဒီကိုချုပ်လိုက်မယ်ဟုတ်လားအန်လေဒီပါတီတက်သွားပြီဆိုတာတကယ်ပဲလားဆိုတာမဟုတ်ပါဘူးအန်လေဒီပါတီကမပြတ်ဘူးနော်တကယ်လို့အန်လေဒီပါတီပြတ်သွားအောင်တော့ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေပြည်ပခါတွေကပြီးသွားမလားမပြီးသွားဘူး နော်အောင်ဆန်းစုကြည်အမေစုကြည်လည်းနော်တေသွားတယ်ပဲထားဟုတ်လားဒီနေ့တိုင်းကြီးမှာဖြစ်နေတဲ့ပဏိပက္ခတွေပြဿနာတွေကပြီးသွားမလားမပြီးသွားဘူးဗျာနော်ဒီနေ့တိုင်းကြီးမှာဖြစ်နေတဲ့ပဏိပက္ခတွေရဲ့ပြဿနာအဓိကအရင်းခံအကြောင်းရင်းဟာပြည်သူလူထုဟာနိုင်ငံရေးမှာမှန်ကန်တဲ့နီးလန်းနဲ့ပါဝင်ခွင့်မရပဲသူတို့ကိုအငြင်းနဲ့အပေါ်စည်းကနေပြီးတော့ဆရာလုံးလူဘာဝအုပ်ချုပ်နေတဲ့ငါတို့ပဲတီးငါတို့ပဲတက်ငါတို့ပဲဆရာဆိုပြီးတော့ရရမြောက်ကိုအကုန်ခိုးပြီးတော့အိတ်ထဲထည့်ပြီးတိုင်းကြီးလုံးစင်းရဲနေလို့ ဖြစ်နေရတဲ့ပြဿနာအဲ့ဒီဖြစ်နေရတဲ့ပြဿနာတရားခံကခင်ဗျားတို့လူယုံမှာစစ်ဖို့ယုံတစုကြောင့်ခင်ဗျားအိုးဒီလိုပေါ်မှာစမ်းပါကျွန်တော်ပြောပဲအဲ့ဒါမှတိုင်းပြည်နဲ့စစ်တပ်ကိုချစ်တဲ့တကက်ပေါ်မှာအစ်စ်မှတ်ထားရလားမင်းတို့တွေကြည်ထားနော်အဲ့ဒါအစ်စ်အခုထိဒီချိုကြီးတို့မမောင်လို့ဆိုတော့တော်လိုင်းဘက်ကိုအားပေးတဲ့လူတွေမဟုတ်ဘူးနော်သွားမေးကြည့်ဒါပေမဲ့အဲ့လိုပေါ်မှာရင်လားတီသူကထွက်လာစရာအကြောင်းမရှိဘူး နောက်တစ်ခုရှိတာက NND အခုတပါတီတဲ့ဘာဖြစ်လို့အားကောင်းနေလဲအာ NND ကတပါတီကြီးအားကောင်းနေအော်လာအော်နေတယ်သူတို့စောက်တော့မကြတာသူတို့မသိဘူးအခုကိုချိုကြီးပြောသွားသလိုဒလုံလုံးမှတော့ပြည်သူကမင်းတို့ဘလို့လက်ခံမလဲဘလို့ယုံကြည်မလဲအဲ့တော့ဘာဖြစ်လဲနောက်ရွေးချယ်စရာမှမရှိတာဟုတ် NND တခုလည်းရှိလို့ NND ကိုအားပေးရတာပေါ့ဟမ်မင်းတို့ဒလုံဘောမနေစိတ်ဓာတ်မျိုးအခုချိုကြီးတို့မောင်မောင်တို့စိတ်ဓာတ်မျိုးအတွေးခေါ်မျိုးလောက်ရက်မျိုးလောက်ကြည့်စမ်းပါ NND မမအားပေးတဲ့လူတစ်ဝက်မင်းတို့ဘက်ကိုရောက်လာရင်ကြိုက်တယ်လို့ပြော ဲ့ဒါဖြေပဲနော်အဲ့တော့ကိုစောက်သုံးမကြတာကိုကိုဝင်မခံဘူးတိလည်းမတိဘူးတူများတကာကိုစပစ်သွားထိုးနေတဲ့ဒီဘောင်းမီချွတ်တဲ့ကြောင့်ဒီတိုင်းပြည်ကသူဖြစ်နေတာအဲ့တော့လူရုံမှာစစ်ဖို့ရုပ်တစုကြောင့်ဒီတက်မတော်ကြီးကလည်းခုံတိတ်ခါကိုလုံးလုံးမရှိတော့ဘူးအဲ့တော့ပြဿနာအမှန်ဆုံးပဲအမှန်ဆုံးပဲအခုတူပြောတဲ့စကားမှားတယ်လို့ဘသူပြောရလဲအခုလက်ရှိမင်းတို့ဘက်အထက်မှာအကြီးဆုံးကောင်မင်းအောင်လှိုင်ကစပြီးတော့ဟိုးအောက်ချီဖနှတ်တော့ခွေးမောင်းအစင်းတိဟဲ့အောင်ချိုကြီးပြောတဲ့စကားမှားတယ်ကွာလို့တိတ်ခါကြီးကြီးဘူးလက်လက်ဆိုပြောရလားမင်းကင်းမောင်မြစ်ပြောရလား နော်အိုးမလူတဲ့ခင်ကြီးပြောရဲလားဘလူပြောရဲလားပြောရဲလားအခုဒီစကားမှားတယ်လို့ဟောအောက်ရှင်အစ်စ်နေကိုမမေးဘူးနော်ဟိုတော်မျိုးခွေးလို့အဲတောင်ဆိုးနွားလို့အစ်စ်လောက်ကိုဟမ်ပြောရဲလားမှားတယ်လို့ပြောရဲလားဒီစကားကိုကိုပြဿနာရဲ့အရင်းခံအပြေမှန်ကိုခင်ဗျားတို့နိုင်ငံရေးပါတီတွေနိုင်ငံရေးပါတီခေါင်းဆောင်တွေအမတ်လောင်းတွေအာဂရိတရား၄ပါးကို နေနိုင်သမျှနေအောင်လုပ်ခင်ဗျားတို့ပြောနေတာတိုင်းပြည်ကိုခင်ဗျားတို့တဲ့ချစ်တဲ့လူမရှိတော့ဘူးနော်တိုင်းပြည်ကိုခင်ဗျားတို့လောက်ကာကွယ်တဲ့လူလည်းမရှိတော့ဘူးလူငယ်တွေတင်းချင်းဆုံးနဲ့တင်းနေတယ်မတရားစစ်မှုထမ်းတဲ့အချိန်မှာတော်တော်လေးရဲ့တမိရဂျပန်မှာပညာသင်နေတယ်ဟုတ်တယ်နော်မဟုတ်ကဟုတ်ကတွေပြောနေတာမဟုတ်ဘူးအချက်လက်တွေကိုပဲပြောနေတာရှင်းတယ်နော်တော်တော်လေးရဲ့တမိလည်းအမှန်ဆိုစစ်မှုထမ်းမှာသွားတိုက်ရဗမောဗမောဖြစ်ဖြစ်ကြောက်ဖြူဖြစ်ဖြစ်လွတ်လိုက်တာဟုတ်တယ်ဗလားထမင်းချက်ပေါ်အမဒီကြီးနာမတိုက်နိုင်ဟုတ်တယ်ဗလားအဲ့တော့ထားပါဇလန်းလွှဲရအောင်အဲ့တော့ကျွန်တော်ဆိုလိုတာက NLD ပါတီပြတ်သွားလဲအောင်စန်းစုကြည်ပြေသွားလဲ ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေဟာခဏလို့ဒီစောက်ချိုးနဲ့တွားနေတဲ့မြတ်ဘတော်မှဖြည့်ရှင်းလို့မရနော်အန်လေဒီပါတီကြီးကလည်းခဏလို့တရားမဝင်တဲ့လူတွေရေးဆွဲပြတန်းထားတဲ့ဥပဒေကြောင့်ဘတော်မှမပြတ်ဘူးနော်ကဲအားလုံးပဲဒီနေ့ကတော့ဒီလောက်ပဲအာကောင်းတယ်ဗျာကျေးဇူးတင်တယ်လေးစားတယ်ကျေးဇူးတင်တာတဲ့ကိုလေးစားတာဘာဖြစ်လို့လဲဆိုတော့ဘောမားဆိုရင်လေကျွန်တော်ကငကွန်စောက်ဖြစ်အောင်မကြည့်တာဘောမားလို့ပြောလိုက်အောက်တန်းစားလို့ပဲကျွန်တော်တတ်မှတ်ထားတယ်ဒါတည်းကျွန်တော်တကယ်ပြောတာပါဘာဖြစ်လို့လဲ ်တလောက်တောင်မတရားတဲ့အကောင်တွေပောက်ပန်း50လုံနေတဲ့ကောင်တွေတိုင်းပြည်ဖြစ်နေတဲ့ကောင်တွေဒီလိုကောင်မျိုးတွေကိုအားပေးထောက်ခံပြီးဆိုတဲ့ကဒီလူတယောက်ဟာကောင်းတဲ့လူမဖြစ်တော့ဘူးတတ်မှတ်ထားကျွန်တော်ကရှင်းရှင်းလေးဘလောက်ပဲရာထူးကြီးပါစေဘလောက်ပဲပညာတတ်ပါစေဘလောက်ပဲချမ်းသာနေပါစေဘောမလို့ပြောလိုက်ကရင်ကျွန်တော်ဘုရားမှာစောင့်ထင်ကိုမကြည့်တော့တာဒါ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 ကျွန်တော်ခံကြက်ဒါပေမဲ့အခုနောက်ပိုင်းမှာအဲ့ဒီအရာဒီကိုကိုမှားမှန်တိလာတယ်ကိုမောင်မောင်တို့ဒီကိုချိုကြီးတို့ ဒီလူတွေကတကယ်ဘောမှာအစ်စ်တည်းသူတို့ဒီတိုင်းပြည်ကိုတကယ်ချစ်တာသူတို့ဒီတက်မလို့ကိုတကယ်ချစ်တာသူတို့မှာလူပုတ်ကိုဇွဲပါတာဇွဲမရှိဘူးသူတို့ချစ်တာဒီအမှန်တရားအဲ့လိုဘောမှာသမ်းပါဗျာဒါလိုဘောမှာရင်လားခမားတို့ကိုပြည်သူတွေမထောက်ခံကြိုက်တယ်လို့ပြောစမ်းပါเนาะအဲ့တော့ဘောမှာလက်ရှိဘောမှာအတိုင်းဝိုင်းထဲမှာလေခေါင်းဆောင်ဘိုင်းနေရစားပြီးအောက်ခြေအထိကြည့်ပါကိုချိုကြီးတို့ကိုမမောင်တို့လှုပ်ရက်တယ်မင်းတို့ပြည်တွင်းကအဲ့ဒီကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ငပောက်တို့လှုပ်ရက်တယ်ကြည့်ကြပါ ဘယ်သူကလောကတဘာဝကြလဲတဘာဝကြကြဖြစ်တာလဲဘယ်သူကတော့ကလိန်ကြည့်ဗျမ်းမတာလဲမြင်အောင်ကြည့်အမှန်တရားကိုအားပေးနိုင်မှကိုလဲလူပိတမှာနော်အဲ့ဒါလေးကိုလူတိုင်းသိစေချင်တယ်အဲ့တော့ဒီလိုမျိုးအတိုက်ခံမျိုးတွေကျွန်တော်တို့လေးစားစွာနဲ့ကြိုးစိုးတယ်ငမ်းများထွက်ပေါ်လာပါနော်ဒါလေးပဲပြောချင်ပါ